နောက်နံပါတ်3ကတော့တမန်လူတွေမသိနိုင်တဲ့အချက်တခုပြောဒီနှစ်ခုကသိနိုင်တယ်စစ်ပွဲတွေဖြစ်လို့သေတာရဲ့နော်စစ်ပွဲဖြစ်လို့သေတာရဲ့မိုးဖြစ်လို့ပြက်ကုန်တာတွေရဲ့ဒါတွေကတမန်အပြည့်တော့သိနိုင်တယ်နောက်နံပါတ်3ကျတော့လူလောကကြီးပျက်စီးတာဘာကြောင့်လဲဆိုလို့ရှိရင်ဒီလူတွေမမြင်ရတဲ့အမနုဿလူဒုတတဝါတွေ အဆိုတာဒီနေရာမှာတူတယ်ဆိုတဲ့အဓိပ္ပာယ်နော်လူထုသရဝလူထုသရဝဆိုတာဘယ်သူတွေခေါ်တာတော့ဆိုဘုတ်တွေတဆေတွေပြိတ်တာတွေတရေတွေတပက်တွေပေါ့နော်အဲ့ဒီကောင်းနေအဲ့ဒီကောင်းနေအမနုဿာဝါလီအမနုတိအုတ်ချုပ်တဲ့နတ်တွေအုတ်ချုပ်တဲ့နတ်တွေကအဲ့ဒီလိုဇေယိုက်ဆိုးရှိတဲ့ လူတပည့်တရေတွေတရေတွေတပည့်တွေကိုလူလောကထဲမှာသူတို့ကလွတ်လိုက်ကြတယ်နော်ထိမ့်ချုပ်မှုလွတ်ပေးလိုက်တယ်မထိမ့်တော့မထိမ့်တဲ့အခါအဲ့ဒီကောင်တွေကဝိညာဉ်တိုင်းဝင်တောင်းကြရင်တိုင်းတောင်းကြတလောကတော်မှာတောင်းကြတယ်မဟုတ်လားဘာလို့မြောင်းမြမြို့နာမနော်เจ้าတွေเจ้ามาเตยဝင်ปูနေတယ်ဆိုတာ အဲ့ဒီလိုအမျိုးတွေတောင်းကျမ်းမှုတွေများလာမှာပဲနောက်ကြလို့ရှိရင်နော်အဲ့ဒါလို့သူတို့လွတ်လိုက်လို့တောင်းကျမ်းကုန်တောင်းကျမ်းလို့လူတွေတေးကုန်တလောကလည်းမြုံလဲကလေးတွေတရေမှုတွေဆိုသတ်ဖြစ်တယ်လို့တောင်းကျမ်းမှုတွေဟာလောကကြီးမှာကိုမသိတာတွေလည်းရှိနေဦးမှာပဲဒါတွေဟာနော်အဲ့ဒီမှာစာထဲမှာဘယ်လိုဆိုတော့ဆိုယက္ခဝါလီအမနုဿေဩတ္တသန္တိ ရက်ခါထိမ့်သိမ်းဆောင်းရှောက်နိုင်တဲ့နတ်တွေကဘလူကြီးတွေကเนาะခါတိုင်းဆိုအုပ်စုထားတာဝါလီ အမနုတ်တိအတော်ကိုလည်းရဲစရဲရှိတဲ့တရေသဘက်တွေကိုဩသစ်ဆန်းတွေလူလောကမှာလွတ်ထားလိုက်ကြတယ်တဲ့မထိမ့်တော့မတော်ရဘူးလို့ဘာလို့ထိမ့်ချုပ်မှုရှိအတဏ္ဍရိယတုတ်ဆိုတာခေါ်ထားတဲ့အထက်မှာကြည့်အဲ့မှာ ဘီလူးတွေတရေတွေတပည့်တွေကိုအဓိကထိမ့်သိမ့်တာတော့ကုဝေဒသို့မဟုတ်ဝိတ္တောနမင်းကြီးကထိမ့်သိမ့်တယ်။ဘုရားကသူလျှောက်တယ်။ရှင်ဘုရားတဲ့ရှင်ဘုရားရဲ့တပည့်တကားတယ်ကမှလေ။အာလုံဘုရားတရားတန်ခါရဏသမကုဝေစိက္ခတ်တဲ့ပုဂ္ဂိုလ်တွေဒီတရေတပည့်တွေမနှိပ်ဆက်အောင်အတ္တနာရိယပြိတ်ကိုရွတ်ပါဆိုတာသူကဘုရားကိုလျှောက်တယ် ဝိပဿိတသံမထုသကုမန္တသတိရမတောဆိုအဲ့ဒီဟာနော်အဲ့ဒါတွေရွတ်ဖတ်ဖို့မြတ်စွာဘုရားလာလျှောက်တုန်းကဘာတွေလျှောက်သွားတော့ဆိုဒီကောင်တွေကတဲ့လည်းရဲစေရဲပြောမကောင်းဆိုမကောင်းတဲ့ကောင်တွေအများကြီးပဲတဲ့ဖရာတရားជីညိုတဲ့လူတွေရှိတော့လဲမជីညိုတဲ့အကောင်တွေရှိတော့လဲမជីညိုတဲ့အကောင်တွေလည်းရှိတယ်မជីညိုတဲ့အကောင်တွေကများတယ်တဲ့ဘာဖြစ်လို့မជីညိုတာတော့ဆိုရင် ူမြတ်တယ်မတရားဘူးသူမြောက်ဆောင်မခိုးရဘူးသူတော်ဘာသားမရမစောကားဘူးဆိုဒီကောင်လေးကအကုန်လုံးထားတယ်အဲ့ဒါလေးအယက်မတော်အောင်ဆိုဒီကောင်လေးအကြိုက်ဆုံးပဲတဲ့အဲ့ဒါအဲ့တော့မြတ်စွာဘုရားကဒီဒုစရိုက်တွေမလုံးအောင်ဘူးဆိုတော့သူတို့နဲ့တိုက်ရိုက်ဆန့်ကျင်ပဲဖြစ်နေတော့မကြိုက်ဘူးတဲ့ဘုရားကမကြည်ညိုမကြည်ညိုတဲ့ကောင်လေးများတယ်အဲ့မကြည်ညိုတဲ့ကောင်လေးတွေမှာသူတို့စကားနားထောင်တဲ့ကောင်လေးရှိတယ်လို့နားမထောင်တဲ့ကောင်လေးလည်းရှိတယ် ပြောမကောင်းဆိုမကောင်းနားမထောင်တဲ့ကောင်းတွေအများရှိတယ်တဲ့အဲ့ဒီနားမထောင်တဲ့ကောင်းတွေလှုပ်ချင်ရမလှုပ်ရအောင်လို့ဆိုပြီးတော့အမိတ်ပြန်ထားတာဝိတ္တနာမညက်အမိတ်ပြန်တဲ့အခါမှာဘယ်လိုမိတ်ပြန်ထားတော့ဆိုလူတယောက်ကိုဖရာတရားတန်ခါရနာသမကိုကိုစိတ်ကတဲ့လူတယောက်ကိုနှိပ်ဆက်ဖို့ချောင်းနေတယ်အခွင့်ရှားနေတယ်အနိမ့်နာမှာကတ်ထိုင်တယ်တော့တခုလှုပ်ချင်အနိမ့်နာမှာကတ်ထိုင်နေတာတဲ့နော် အေဒီအေဆက်ပြန်ရှင်စမ်းသပ်ကြည့်ကြအောင်ခုနကတည်းကလေတရနေသတိထားပေါ့ခုနမှလာကတ်ထိုင်တာတို့ကတ်အိတ်တာတို့အဲ့လိုမျိုးလုပ်တယ်ကွက်ချောင်းတာအဲ့ဒါလိုချောင်းနေပြီဆိုလို့ရှိရင်တဲ့အုတ်ချုပ်ရေးဘက်ကမြင်တဲ့ကောင်ကဒီကောင်ကိုဓာန်ပေးအပြစ်ဒဏ်ခတ်ရမှာတခါလေးနဲနှင်းနဲနဲနှင်းနဲတန်ချေချင်းခတ်ပြီးတော့အဝေးပို့ပြစ်တယ် နောက်တခါပထမဆုံးအမှုဆုံးကတော့ဒီကောင်ကိုအစည်းအဝေးတက်ခွင့်ပိတ်တယ်နောက်တွင်အစည်းအဝေးတက်ခွင့်ပိတ်တယ်အဲ့ဒါလို့အရေးယူမှုကစပြီး နောက်ဆုံးအလွန်ပြင်းထန်တဲ့အရေးယူမှုကတော့ဘာတော့ဆိုသူ့မျက်နှာကိုတပိတ်လို့တန်ခမောက်ကြီးဒီပခုံးထီအောင်မျက်နှာကိုအုပ်ပြီးတော့ဆွတ်လိုက်တယ်တန်ခွက်ကြီးမှောက်ပြီးတော့ဆွတ်လိုက်တယ်ဆွတ်ပြီးတော့အပေါ်ထိတ်ကနေပြီးတော့တန်မှုန်နဲ့ညိုက်ထည့်လိုက်ဖြုတ်လို့မရအောင်ဒီကောင် နော်မြင်းခွာကိုတံမိုးရိုက်ထားသလိုပဲအဲ့ဒီခေါင်းကိုတံမိုးရိုက်ပြီးအဲ့ဒီခေါင်းကိုအဲ့လိုဒါပြင်းထန်ဆုံးအပြစ်ပေးတာတဲ့အဲ့အတ္တနာရိယတုတ်ခေါ်ထားတဲ့ထဲမှာရှိတယ်နော်အဲ့ဒီလိုဒီခေါင်းလေးကိုထိမ့်သိမ့်ဆောက်ရှောက်ပေးနေတာဘုရားလက်ထက်ကျတော့မြတ်စွာဘုရားကမြတ်စွာဘုရားကိုကြီးညိုကိုးကွယ်တဲ့နတ်တွေတကူကြီးတဲ့နတ်တွေကရှိသည့်အတွက်ကြောင့်ဘုရားနာမှာတကူကြီးတဲ့နတ်တွေအများကြီးရောက်တော့သူတို့လာလို့မရဘူး ကြောက်ကြတခါတော့ကယဟန်တဝါကိုနတ်သမီးတူကရှောက်တယ်အရှင်ဘုရားဘုရားကိုရှောက်ပေးပါဒါသူမြတ်စွာဘုရားနဲ့ဆိုရင်ရှောက်ပေးပါကိုဘကိုသွားရှောက်ပါလားလို့ဆိုတော့မလေးတပြော့တော့မလွယ်ဘူးတဲ့အနာကဖို့ဘာလို့လို့ဆိုတကိုးကြီးတဲ့နတ်တရားအများကြီးတဲ့ဝင်လို့မရဘူးတဲ့ဘလာလို့မရဘူးတဲ့အဲ့ဒါကြောင့်မို့အကယ်၍အရှင်ဘုရားရှောက်တယ်ဆိုရင်တပြော့ အဲ့ဒါလေးအကြောင်းပြုပြီးတော့တပီတော့စောင့်နေပါမယ်ဆိုအဲ့လိုသူတိမတုတ်ပါဒီလိုဆိုတာရှိတယ်အဲ့ဒီမှာနတ်တွေဆိုတာလည်းပဲသူတို့လာကြတိုင်းလာလို့မရဘူးတကူရှိတဲ့နတ်တွေနဲ့မကန့်ရဲဘူးသူတို့အချင်းချင်းကြတော့အဲ့လိုအဲ့တော့ဒီမှာလဲအမတန်မှရက်ဆက်ကြမ်းတမ်းတဲ့တရေတဲ့ဘက်တွေကိုလူလောကကိုလွတ်လိုက်ပြီးဆိုလို့ရှိရင်အဲ့ဒီကောင်တွေကလူတွေကိုနှိပ်စက်လို့ ေနဗဟုမနုဿာကာလံကရောတိတဲ့လူတွေဟာများလားအသေးများလားနော်အာမနုဿအာမနုတန္တရာကတ်ဆိုအဲ့ဒီကတ်ယောဂါရီဖြစ်လာတယ်သေကြတယ်ခြေကြတယ်ဖန်းစားလို့သေကြတယ်ဆိုမျိုးတွေဖြစ်လာတယ်တဲ့အဲ့ဒါကြောင့်မလို့လူရောဂါကြီးဟာလူဥယျာဉ်တွေယောပါလို့မြို့တွေပြက်တယ်ရွာတွေပြက်တယ်ကျက်ပြန့်တဲ့ကြာစီကားလာတဲ့မြို့တွေဟာ တောဖြစ်ကုန်တယ်ဆိုတဲ့အကြောင်းမြတ်စွာဘုရားပါလောကသုတ္တံမှာအဲ့ဒီပုံနာကြီးကိုဒီလိုရှင်းပြတဲ့အခါပြမနာမဟာသာလပုံနာကြီးကသူသဘောကျပြီးမြတ်စွာဘုရားရဲ့ရှင်းပြချက်ကိုသဘောကျလို့သူဘောဓဘာသာဖြစ်သွားတယ်ဘောဓဘာသာဖြစ်ခံယူလိုက်တယ်ပေါ့ဥပဒကဖြစ်ခံယူတယ်အဲ့ဒါပါလောကသုတ္တံမှာဒီတိုင်းဟောထားတာရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လူကမာကြီးကိုဖြတ်စည်းမိ လူတို့ရဲ့ဇေယိုက်ဆုံးများဆိုတာဟာနော်အတ္တမရာဂါတဲ့ဝိတမလောဘတဲ့မစ္ဆာဓမ္မတဲ့တရားလွန်ရာဂအစွန်းရောက်လောဘနော်မာယွင်းနဲ့အကျင့်အဲ့ဓာတွေဟာအမှန်တမ်းဆိုးွားတယ်နောက်အထိပဲတစ်ခုကြတော့မတတ်မဲ့နဲ့နေရာမှာတတ်မဲ့တယ်နောက်တခါမိမိရဲ့မိမိနဲ့ပတ်သက်သူအပေါ်မှာလည်းအလွန်အကျွံတတ်မဲ့တယ် နောက်တစ်ခုကျတော့ကြာကြာချင်းမမချင်းဆိုတာတွေမမရင်းနေတတ်မဲ့တယ်ဆိုတဲ့အဓိကတော့အာလုံးဟာလောဘရဲ့လက်ချက်တွေကြီးပဲအကုန်လုံးအဲဒီဇေယိုက်ဆိုးလောဘ၃မျိုးလူတွေရဲ့တဏ္ဍာမှာလွှမ်းမိုးလာပြီဆိုလို့ရှိရင်လူတွေဟာလက်နဲ့ကင်ပြီးတော့အချင်းချင်းတကြဖြတ်ကြတာတစ်ခုမိုးလီဝဒမမှန်လို့အစာရေစာရှားပါသွားတာတစ်ခု ထိမ့်သိမ်းဆောက်ရှောက်ပေးမဲ့နတ်တွေကနေပြီးတော့ကဲလူတွေဖြစ်ချင်အဖြစ်လူတွေဆိုးလာတယ်ဆိုပြီးတော့မကောင်းဆိုးဝါးတွေကိုလွတ်လိုက်တာတခုတည်းအဲ့ဒါကြောင့်မလို့လူလောကကြီးလူတွေအသေးဆုံးများပြီးတော့ပျက်စီးဆုံးရှုံးရတယ်လို့မြတ်စွာဘုရားကပါလောကသုတ္တမှာဒီလိုဖြေထားတာရှိပါတယ်တရားချစ်ခင်သူတော်စင်ပြိဿဘုန်းတို့မြတ်စွာဘုရားဟောကြားတဲ့အထက်မှာအဓိကကတော့ဇေယျဆိုး၃မျိုးဟာအဓိကဖြစ်တယ်ဗော။ အဲ့ဒီဆရာရှုသုံးမျိုးကိုတမန်ပုဂ္ဂိုလ်တွေကမသိနိုင်လို့မြတ်စွာဘုရားအဓိကအကြောင်းတရား၃မျိုးအဲ့ဒီ၃မျိုးကိုခြေခံပြီးတော့ထပ်ဆင့်ဖြစ်ပေါ်လာတဲ့အကြောင်းတရားတွေလူတွေသိဆုံးရခြင်းဆိုတဲ့အကျိုးရလဒ်တွေကဘာကြီးပြည့်စည်ရခြင်းဆိုတဲ့အကျိုးရလဒ်တွေကိုခေါ်ကြဆုံးမခဲ့တာကိုတတိမူပြီးတော့မိမိတို့တဏ္ဍမှာအဲ့ဒီလိုဇေယျဆိုးမျိုးတွေစိတ်ထဲမှာတောင်မဖြစ်ရအောင်တို့တွေထိန်းသိမ်းဆော့ရှော့ကြရမယ် ဖရာတရားတန်ခါယရဏသုံးပါးကိုဒုတရီဟာလေးလေးမြတ်မြတ်ထားပြီးတော့ဒီကိုယ်ွယ်စိတ်ကပ်ပြီးနောက်ဆုံးမှာမေတ္တာကရုဏာမုရိတာဥပိ္ပခာလို့ဆိုတဲ့ပြမစိုးတရားနဲ့ဒုတရီနေနိုင်အောင်ကြိုးစားမှကတ်ဆိုးကလွတ်နိုင်မှာဖြစ်တယ်လို့ကိုစီကိုစီသဘောချပြီးကြင်ကြံကြိုးကုပ်ပွားများအထုံနိုင်ကြပါစေကုန်တည်း